င်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grace သိပ္ပံသင်ကြားပေးမယ့်တစ်ချက်ချမ်းဖြစ်ပါတယ်။အခန်းခုနှစ်ကဘာကျိုးသင်ငန်းစာတို့ကဘာမျက်နှာပြင်ပြောင်းလဲရသောအကြောင်းရင်းများကိုဒီချက်တို့ဆက်ပြီးတော့လေ့လာကြရအောင်။ကဲအဲ့တော့ကဘာမျက်နှာပြင်ပြောင်းလဲရသောအကြောင်းရင်းများအဲ့တော့မြေတွင်မြေပြင်ဖြစ်စဉ်များကြောင့် ပြောင်းလဲနေသောကမ္ဘာမြေပြင်အဲ့တော့ကမ္ဘာမြေပြင်သည်မြေရင်းမြေပြင်ဖြစ်စဉ်များကြောင့်အစဉ်ပြောင်းလဲလျက်ရှိသည်ကဲလုပ်ငန်း၁အဲ့တော့တောက်သမီးတို့ပုံလေးကိုတစ်ချက်ကြည့်ပေးပါအဲ့တော့ကမ္ဘာမြေပြင်သည်ရေလေမိုးရေခဲဒီရေလှိုင်းအပူဆွမ်းရင်ဖိအားတွန်းအားစသည့်သဘာဝဖြစ်စဉ်များကြောင့်ပြောင်းလဲနေပါတယ်အဲ့တော့ပုံ ုံခွန်ဆက်နှစ်ရဲ့ပုံခွန်ဆက်သုံးတို့ကိုလေ့လာပြီးတော့မှမိခုံးလေးတွေကိုတကယ်တော့အုပ်စုလိုက်ဆွေးနွေးတင်ပြပါအဲ့တော့ကဘာမြေပြင်ကိုပြောင်းလဲစေတဲ့အကြောင်းရင်းလေးတွေကိုဖော်ပြပေးပါတဲ့ကဲအဲ့တော့တကယ်တော့ကဘာမြေပြင်ကိုပြောင်းလဲစေတဲ့အကြောင်းရင်းလေးတွေကဘာလေးဖြစ်မလဲပုံလေးတွေတစ်ချက်ကြည့်ပြီးနော်အဲ့မှာဆိုရင်ရေချောင်းပါပဲလေတိုက်စားခံရတဲ့ပုံပြီးရေခဲမြစ်တိုက်စားတဲ့ပုံပြီးပင်လယ်လိုင်းတွေတိုက်စားခံရတဲ့ပုံလေးတကယ်ပေးထားတယ် ုတ်ပြီအဖြေလေးပြောကြရအောင်အဲ့တော့ကမ္ဘာမြေပြင်သည် အစဉ်ပြောင်းလဲလျက်ရှိသည် ပြောင်းလဲမှုအများစုသည် အလွန်နှေးကွေးသည်ဖြစ်ရာ တရက်တလတနှစ်ဟူသောချိန်တာအတွင်း၌ဘူမိဖြစ်စဉ်များကြောင့်တိတာသည် ပြောင်းလဲမှုများဖြစ်ပေါ်ရန် ခဲရင်သည်ကမ္ဘာမြေပြင်သည် ရေလေမိုးရေကဲဒီရေလှိုင်း အပူစွမ်းရင်ဖိအားတွန်းအားစသည့်သဘာဝဖြစ်စဉ်များကြောင့်ပြောင်းလဲနေရသည် ကပ္ပမြေပြင်တွင် တိုက်စားတည်ဆောင်ပို့ချခြင်းကိုရေလေမိုးရေခဲ့ဒီရေလှိုင်းစသည့်သဘာဝဖြစ်စဉ်များကလှုပ်ဆောင်သည်ကဲဟုတ်ပြီဒါဆိုရင်ဒီချေတို့လုပ်ငန်းတွေကလေးကိုဆက်ပြီးသွားရအောင်ကဲအပုံလေးပေးထားရနော်ပုံခွန်ဆက်လေးမှာမီးတောင်ပောက်ကွဲတဲ့ပုံလေးဒီချေပေးထားတယ်ကဲကြည့်ပေးပါ ဟုတ်ပြီအပူစွမ်းရင်ဖိအားတွန်းအားတို့ကြောင့်မြေတွင်လှုပ်ရှားမှုများလည်းဖြစ်ပေါ်လာသည် ပုံခွန်ဆက်လေးကိုလေ့လာပြီးတော့မိကွန်များကိုအုပ်စုလိုက်ဆွေးနွေးပြီးတော့တင်ပြပါတဲ့အဲ့တော့ပုံမှာမီးတောင်ပောက်ကွဲရခြင်းမှာအဘဲကြောင့်နည်းဟုတ်ပြီပုံကမီးတောင်ပောက်ကွဲတာဘာကြောင့်လဲဟုတ်တယ်ပုံရဲ့မီးတောင်ပောက်ကွဲတာကတော့တီချေတို့တွေဘာဖြစ်လဲအပူစွမ်းရင်ဖိအားတွန်းအားတွေကြောင့်မြေတွင်လှုပ်ရှားမှုတွေကြောင့်ပဲဖြစ်ပါတယ်ဟုတ်ပြီ မြေရင်းလှုပ်ရှားမှုများကကြောက်များကိုမြည်သွိုးဖြစ်စေသည်တဲ့ကဲသောသမီးတို့စဉ်းစားပြီးဖြေကြည့်ပေးပါဦးဟုတ်ပြီတကယ်နဲ့တူအဖြေလေးပြောကြရအောင်မြေရင်းလှုပ်ရှားမှုများကြောင့်မိတောင်ပေါက်ကွဲခြင်းငလျေလှုပ်ခြင်းများဖြစ်လာနိုင်သည်ထို့အပြင်ပို့ချမှုကြောင့်ဖြစ်ပေါ်လာသော ကြောက်များသည်တစ်ချိန်ချိန်တွင် မြေရင်းလှုပ်ရှားမှုများကြောင့်မြင့်တင်ခြင်းခံရကကုန်းမြေနှင့် တောင်တန်းကြီးများဖြစ်လာသည် မြေတွင်လှုပ်ရှားမှုများက ကြောင်များပုံပြက်ခြင်းနဲ့အသွင် ပြောင်းခြင်းတို့ကို ဖြစ်စေပါတယ်။ကဲအဓိကချက်အနေနဲ့ကတော့ကမ္ဘာမြေပြင်သည်မြေတွင်မြေပြင် ဖြစ်စဉ်များကြောင့်အစဉ်ပြောင်းလဲလျက်ရှိသည်။ပြောင်းလဲမှုများကိုရေ၊လေ၊မိုး၊ရေကဲ၊ဒီရေ၊လှိုင်းအပူဆွမ်းရင်ဖိအားတွန်းအားစသည့်သဘာဝဖြစ်စဉ်များကဖန်တီးကြသည်။ ရေလေမို့ရေခဲဒီရေလှိုင်းစသည့်သဘာဝဖြစ်စဉ်များက မြေပြင်တွင် တိုက်စားတည်ဆောင်ပို့ချခြင်းကို ဖြစ်စေသည်ကပ္ပမြေအောက်ရှိ အပူစွမ်းရင်ဖိအားတွန်းအားများကြောင့်မြေတွင်လှုပ်ရှားမှုများဖြစ်ပေါ်လာပြီးမိတာပောက်ကွဲခြင်းငလျင်လှုပ်ခြင်းကြောက်များပုံပြက်ခြင်းနှင့်အသွင်ပြောင်းခြင်းတို့ကို ဖြစ်စေပါれကွယ် ဲ့တကယ်တော့နောက်ထပ်ခေါင်းစဉ်လေးတစ်ခုကိုဆက်ပြီးတော့လေ့လာရအောင်ကြောက်ချေမွှခြင်းနဲ့တိုက်စားခြင်းကဲအဲ့တော့ကပ္ပမြေမျက်နှာပြင်ရှိကြောက်တုံးကြောက်ခဲများနဲ့တွင်းထွက်များသည်ခြေမွှခံရခြင်းနဲ့တိုက်စားခံရခြင်းတို့ကြောင့်ပျက်စီးရွေလျားသွားကြသည်ကဲတကယ်တော့လုပ်ငန်းတစ်ကလေးကိုလေ့လာမယ်အဲ့တော့ကြောက်ချေမွှခြင်းခြေမွှခြင်းပေါ့နော်ကြောက်ချေမွှခြင်းဆိုဒီမှာတဲ့ ကြောက်တုံးကြောက်ခဲများနဲ့တွင်းထွက်များသည်ယာတီဥရုဒံကြောင့်ဆွေးမြေ့ကြေမွပြုံးတီးပျက်စီးသွားခြင်းဖြစ်ပြီးယင်းတို့သည်ရွေလျားသွားခြင်းမရှိပါ။ကဲဒီခေတ်တော့မိန်းကလေးတွေကိုအုပ်စုလိုက်ဆွေးနွေးပြီးတော့တင်ပြကြည့်ရအောင်။ကြောက်တုံးကြောက်ခဲကြီးတွေတဲ့အကွဲကြေမွနေသည်မှာအဘဲကြောင့်နီး။ကဲတောက်သမီးတို့မြင်မှုကြလားကြောက်တုံးကြောက်ခဲကြီးတွေအကွဲကြေမွနေတာသူကဘာကြောင့်လဲတဲ့။ဖြည့်ကြည့်ပါဦး။ ဟုတ်တယ်ရာတီဥရုဒဏ်ကြောင့်เนาะသူတို့အကွဲကျင်မှွားနေတာပါကဲလုပ်ငန်းနှစ်ကလေးကို ကြည့်မယ်အဲ့တော့ဒီချဲပုံလေးပေးထားတယ်ပုံ85တိုက်စားခြင်းပုံလေးပေးထားတယ်ကဲအဲ့တော့လုပ်ငန်းနှစ်တိုက်စားခြင်းဆိုဒီမှာကျိုးပဲ့ပျက်စီးသွားသောကြောက်စကြောက်နာများနဲ့တွင်းထွက်များသည့်မြေဆွဲအားရေရေခဲနှင့်တိုက်ခတ်လေတို့ကြောင့်ရေလျားသွားခြင်း ဖြစ်ပါတယ်အဲ့တော့ ပုံ95ကိုလေ့လာပြီးမေခွန်များကိုအုပ်စုလိုက်ဆွေးနွေးတင်ပြပါမယ်။ဟုတ်ပြီကဲ။အဲ့တော့တိုက်စားခြင်းကိုမြည်သည်တို့ကလှုပ်ဆောင်ပေးသည်နီ။ကဲတိုက်စားတာကိုဘသူကလှုပ်ဆောင်ပေးပါသလဲ။ဟုတ်တယ်။မြေဆွဲအားတို့ရေခဲတို့တွေကတချေတို့ဘာဖြစ်လဲတိုက်ခတ်လေ။ဟုတ်ပြီနော်။သူတို့တွေကတချေတို့ကိုတိုက်စားခြင်းကိုလှုပ်ဆောင်ပေးတယ်။အဲ့တော့ပုံတွင် ကြောက်ဆောင်မြည်တို့ဖြစ်ပေါ်နေတဲ့နည်းအဘဲကြောင့်နည်းအဲ့တော့ပုံမှာကြောက်ဆောင်ကဘာကြောင့်ဖြစ်ပေါ်တာလဲတဲ့ဘလို့ဖြစ်ပေါ်လဲတဲ့ဟုတ်ပြီနော်ကြောက်ဆောင်လေးကတချေတို့ဘာဖြစ်လဲတချေတို့တိုက်ခတ်လေကြောင့်တချေတို့ကကြောက်ဆောင်လေးဖြစ်ပေါ်နေတာပါတိုက်စားခြင်းကြောင့်ကြောက်ဆောင်ဖြစ်ပေါ်နေတာကဲဟုတ်ပြီဒါဆိုရင်တချေတို့တွေရဲ့အဓိကချက်ကလေးကိုသွားရအောင်အဓိကချက်ကလေးကတော့ကြောက်ချေမွခြင်းဆိုတဲ့ကြောက်ချေမွခြင်းဆိုဒီမှာကြောက်တုံးကြောက်ခဲများနဲ့ ်တွင်းထွက်များသည်ရာသီဥတုဒဏ်ကြောင့်ဆွေးမြေကျေမွပြုံးသည့်ပျက်စီးသွားခြင်းဖြစ်ပြီးရင်းတို့သည်ရွေလျားသွားခြင်းမရှိပါကြောက်ချေမွခြင်းတွင် ရုတ်ချေမွခြင်းနှင့်ဓာတ်ချေမွခြင်းဟု၍နှစ်မျိုးရှိပါသည်တိုက်စားခြင်းဆိုသည်မှာကျိုးပဲ့ပျက်စီးသွားသောကြောက်စာကြောက်နာများနှင့် တွင်းထွက်များသည့်မြေဆွဲအားရေရေခဲနှင့်တိုက်ခတ်လေတို့ကြောင့်ရွေလျားသွားခြင်း ဖြစ်ပါတယ်။ ကဲဟုတ်ပြီရုတ်ချေမွှခြင်းအဲ့တော့ရုတ်ချေမွှခြင်းမှာဆိုရင်တော့တဲ့ကြောက်ရည်ဓာတုဖွဲ့စည်းပုံ ပြောင်းလဲသွားခြင်း မရှိဘဲနဲ့ကြောက်သားတူကွဲအပ်ပြိုပြက်ပြီးကြောက်စာကြောက်နာများဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ကဲလုပ်ငန်းတက်ကလေးရဲ့ပုံကိုကြည့်ပေးပါပုံ86ရုတ်ချေမွှာခြင်းပုံလေးတစ်ချက်ပြပေးထားတယ်။ကဲမိကုန်းလေးတွေကိုအုပ်စုလိုက်ဆွေးနွေးတင်ပြပါ။အဲ့တော့လုပ်ငန်း တချက်ပုံလေးပြပေးထားတယ်ပုံလေးကိုတချက်ကြည့်ပေးပါပုံ86ရဲ့ရုပ်ချေမွှားခြင်းကိုတချက်ပြပေးထားတယ်နော်ကဲဟုတ်ပြီရုပ်ချေမွှားခြင်းကိုမြည်တို့နားလည်သနည်းတဲ့ကဲတော့သမီးတို့ဘယ်လိုနားလည်ပါသလဲဖြည့်ကြည့်ပါဟုတ်ပြီရုပ်ချေမွားခြင်းဟာကြောက်ရဲ့ဓာတုဖွဲ့စည်းပုံပြောင်းလဲသွားခြင်းမရှိဘဲနဲ့ကြောက်သားဓာတုကွဲအပ်ပြိုပြက်ပြီးကြောက်စာကြောက်နာများဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်အဲ့တော့ရုပ်ချေမွားခြင်း နော်ကြောင်များအကွဲခြေမွားခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းလေးတွေကိုတအားသမီးတို့သိတဲ့လောက်ပြောပြပေးပါတယ်အဲ့တော့ရုပ်ခြေမွားခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းလေးကတော့တချို့အပူချိန်လေတိုက်စားခြင်းလူသားတို့ရဲ့လှုပ်ဆောင်မှု ရေခဲခြင်းအပင်နဲ့သရဝါတွေကြောင့်ပဲဖြစ်တယ်ဒါဆိုရင်တချို့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့သွားရအောင်ကဲအဲ့တော့လုပ်ငန်းနှစ်မှာရေပုံလေးပေးထားတယ်ပုံလေးကိုကြည့်ပါပုံခွန်ဆက်ခွန်ရေခဲခြင်းကြောင့်ကြောက်ချေမွခြင်းကဲအဲ့တော့ လုပ်ငန်းနှင့်ကြောက်အကွဲကြောင်းများအတွင်ခိုအောင်နေသောရည်သည်အေးခဲသွားသောအခါဒုတယ်ကြီးမားလာပြီးကြီးမားသောတွန်းအားများဖြစ်ပေါ်ရာမှထိုကြောက်တုံးကြောက်ခဲများကိုကြေမွပျက်စီးစေသည်ကဲတချို့မေးခွန်းလေးကိုအုပ်စုလိုက်ဆွေးနွေးပြီးတော့တင်ပြကြရအောင်ရေသည် ရေခဲအဖြစ်သို့ရောက်ရှိသွားသောအခါဒုတယ်မြည်သို့ဖြစ်သွားသည်တဲ့ကဲအဲ့တော့ ပုံခွန်စက်ခွန်လေးကိုလေ့လာပြီးတော့မှဒီချိန်လိုတွေ့ရှိချက်ကလေးတွေကိုအုပ်စုလိုက်ဆွေးနွေးပြီးတော့တင်ပြကြရအောင်။ကဲဟုတ်ပြီဒီချိန်နဲ့တူတူအဖြေလေးပြောကြည့်ရအောင်။ကြောက်အကွဲချောင်းများအတွင်ခိုအောင်နေသောရေသည် အေးခဲသွားသောအခါဒုဒေကြီးမားလာပြီးကြီးမားသောတွန်းကန်အားများဖြစ်ပေါ်ရာမှ ထိုကြောက်တုံးကြောက်ခဲများကို ကျေမွှပျက်စီးစေသည်။ကဲဒီကျေတို့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့သွားရအောင်။ ကဲပုံလေးပြပေးထားရနော်ပုံ68ရဲ့ပုံ69လေးရဲ့ကဲဟုတ်ပြီလုပ်ငန်း3အပူချိန်ပြောင်းလဲမှုကြောင့်ကြောက်များကြုံခြင်းပွားခြင်းအချိန်ချင်းဖြစ်ပေါ်ရာမှာကြောက်တုံးကြောက်ခဲများဤအပေါ်ရန်လွာ အကွဲကခြေမွားပျက်စီးသည်လင်းနှင့်အတူပါလာသောသဲများသည်ကြောက်တုံးကြောက်ခဲများဤမျက်နှာပြင်ကိုပွတ်တိုက်စားရာမှာတဖြည်းဖြည်းခြေမွားပျက်စီးသည် ကဲဒီချေတို့မိကုံးလေးတွေကိုအုပ်စုလိုက်ဆွေးနွေးတင်ပြပါအပူချိန်ကွာချားမှုကြောင့်ဖြစ်ပေါ်သောအဆိုင်အခဲဤသဘာဝကိုပြောပြပါတဲ့ကဲအဲ့တော့ဒီချေတို့အပူချိန်ကွာချားမှုကြောင့်ဖြစ်ပေါ်တဲ့အဆိုင်အခဲသဘာဝကဘာဖြစ်မလဲကြောက်တယ်ကြုံချင်းပွားချင်းတွေဖြစ်မှာပေါ့ကဲလေးတိုက်သောအခါလေးတဲတွင်မြည်သည်တို့ပါဝင်မည်ဟုထင်သနည်းလေးနှင့်အတူပါလာသောပဲများဟာလေးထဲမှာတကယ်လို့ဘာဖြစ်လဲလေးတိုက်တဲ့အခါမှာပါဝင်မယ်လို့ထင်ပါတယ် လုပ်ငန်းလေကြောက်အကွဲချောင်းများအတွင်တစ်ပင်အမြင့်များတိုးဝင်ကြီးထွားခြင်းအချို့တရဝါများသည်နှုတ်သီးများဖြင့်ကြောင်များကို တူးဆွခြင်းတို့ကြောင့်လည်းကြောင်များကိုအကွဲကကျေမွှားပျက်စီးစေပါတယ်။ကဲတစ်ချက်ပုံလေးပေးရတယ်ပုံ80เนาะအပင်ကြောင့်ကြောက်ကျေမွှားခြင်းလေးကိုပြပေးထားတယ်။ကဲအဲ့တော့မေးခွန်းလေးတွေကိုတစ်ချက်တို့အုပ်စုလိုက်ဆွေးနွေးပြီးတော့တင်ပြကြရအောင်။တစ်ချက်တို့အုတ်နေရများတွင် အပင်များ တွယ်ကပ်ပေါက်ရောက်လေးရှိတယ်။ရင်းအပင်များကြီးထွားလာပါကမြေတို့ဖြစ်လာမေဟုထင်သည်နီး။ကဲအဲ့တော့ဒီကျတော့အုတ်လျံမှာအပင်လေးတွေကတွယ်ကပ်ပေါက်တယ်။အဲ့ဒီအပင်တွေကြီးထွားရင်ဘလို့ဖြစ်မယ်ထင်လဲ။ဟုတ်တာပေါ့ဒီကျတော့ဘာဖြစ်လဲ။အုတ်လျံနေဘာဖြစ်လဲ။ကြောက်တယ်အကွဲပြီးတော့ကျေမွလာမှာပေါ့။ဟုတ်ပြီပုံ90တွေအပင်နဲ့ကြောင်များမြည်သွို့ဖြစ်နေတဲ့တည်းထို့သွို့ဖြစ်လာပုံကိုတဲ့နားလေတလောက်ရှင်းပြပါ။ကဲအဲ့တော့ ပုံ90မှာအပင်နဲ့ကြောက်ကလေးတွေဟာဘာဖြစ်နေလဲတရှယ်တို့ကြောက်သားထဲမှာအပင်လေးဟာတိုးထွက်နေတယ်ဘလိုမျိုးဖြစ်လာလဲဆိုရင်သူကဘာဖြစ်လဲကြောက်အကွဲကြောင့်များအတွင်းတစ်ပင်အမြင့်များတိုးဝင်ကြီးထွားလာလို့ပဲဖြစ်ပါတယ်ကဲဟုတ်ပြီတရှယ်တို့ ်လုပ်ငန်းငါးလေးကိုသွားရအောင်လုပ်ငန်းငါးလေးမှာတကျဲပုံခွန်21ရဲ့သတော်ဝါတွေကြောင့်ကြောက်ချင်မွားခြင်းလေးပုံပြပေးထားတယ်။အောက်ပါမေးခွန်းလေးတွေကိုအုပ်စုလိုက်ဆွေးနွေးပြီးတော့တင်ပြပါတဲ့။နှုတ်သီးဖြီးတူးဆွတ်တဲ့သတော်ဝါတွေကြောင့်ကြောက်မျက်နှာပြင် မြည်သို့ဖြစ်နိုင်သည်နည်းတဲ့။ကဲဟုတ်ပြီ။နှုတ်သီးဖြီးတူးဆွတ်တဲ့သတော်ဝါတွေကြောင့်ကြောက်ရမျက်နှာပြင်ကဘာဖြစ်သွားလဲ။အကွဲပြီးတော့ကျေမွားပျက်စီးသွားတယ်။ဟုတ်ပြီနော်။ကဲဒါဆိုရင်တကယ်လို့လုပ်ငန်း6ကလေးကိုသွားမယ်။ လူသားတို့သည်တိဆောက်ရေးလုပ်ငန်းများတွင်ကြောင်များကို အသုံးပြုခြင်းကြောင့်ကျောက်တောင်များကြေမွပျက်စီးသည်အဲ့တော့ပုံခွန်22မှာကျောက်တောင်များအားဖြိုခွဲတူးဖော်နေတဲ့ပုံလေးကိုဒီချေပြပေးထားပါဗျ။မိကုန်းတွေကိုအုပ်စုလိုက်ဆွေးနွေးပြီးတော့တင်ပြပါပုံခွန်22တွင်ကျောက်တောင်များကိုမြည်တို့လှုပ်ဆောင်နေကြသည်နီထို့တို့ပြုလုပ်ခြင်းကြောင့်ကျောက်များမြည်တို့ဖြစ်သွားသည်နီတဲ့ကဲအဲ့တော့ပုံလေးကိုကြည့်ပါ ပုံလေးမှာကြောက်တောင်လေးတွေဘာလုပ်နေလဲတချို့တို့ဖြိုခွဲပြီးတော့ဒူးဖော်နေကြတယ်အဲ့လိုပြုလုပ်တဲ့အတွက်ကြောင့်ကြောက်ကလေးတွေကဘာဖြစ်လဲကျင်မွပျက်စီးသွားတာပေါ့ကဲဟုတ်ပြီနော်ဒါဆိုရင်တချို့တို့အဓိကချက်ကလေးကိုဆက်ပြီးတော့လေ့လာရအောင် ရုပ်ချင်မွခြင်းတွင် ကြောက်သားသူသည် ကွဲအပ်ပြိုပြဲ့၍ကြောက်စားကြောက်နာများဖြစ်ပေါ်လာပြီး ထို့ကြောက်သားတို့၏ဓာတုဖွဲ့စည်းပုံ ပြောင်းလဲသွားခြင်းမရှိပါရုပ်ချေမှခြင်းသည် ရေခဲခြင်းအပူချိန်ပြောင်းလဲခြင်းလေးတိုက်စားခြင်း အပင်တရဝါနှင့်လူသားတို့၏လုံဆောင်မှုများကြောင့်ဖြစ်ပါရယ်ကွယ်ကဲဒါဆိုလို့ရှိရင်ဒီချေတော့နောက်ထပ်ခေါင်းစဉ်ခွဲလေးဖြစ်တယ်ဓာတ်ချေမွာခြင်းကိုသွားရအောင်အဲ့တော့ဓာတ်ချေမွာခြင်း အဲ့ဓာတ်ချေမွာခြင်းဖြစ်စင်ပါဆိုလို့ရှိရင်ကြောက်တွေဟာကြေပြတ်သွားသေးတာမကဓာတုဖွဲ့စည်းပုံပြောင်းလဲခြင်းဖြင့်တွင်းထွက်အသစ်များလည်းဖြစ်ပေါ်လာပါတယ်။ကဲဒါဆိုရင်ဒီချိန်နဲ့တူတူလုပ်ငန်းတစ်ကလေးကိုသွားရအောင်။အဲ့တော့လုပ်ငန်းတစ်အောက်ပါမိကွန်များကိုအုပ်စုလိုက်ဆွေးနွေးဖြစ်ဆိုပါတဲ့။ကဲအဲ့တော့ရုပ်ချေမွာခြင်းနဲ့ဓာတ်ချေမွာခြင်းဟာတူညီမှုရှိမရှိကဲတော့တီချေတင်လိုက်တဲ့ရုပ်ချေမွာခြင်းအခုတင်တဲ့ဓာတ်ချေမွာခြင်းအဲ့တော့တီချေတို့ကတူညီမှုရှိမရှိတဲ့အဲ့တော့တအားတူညီမှုရှိလားမရှိဘူးလားဟုတ်တယ်တူညီမှုမရှိဘူးเนาะ ကဲဒါဆိုလို့ရှိရင်ဓာတ်ခြေမွခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းများကိုဖော်ပြပါတဲ့ကဲအဲ့တော့ဒီချက်တို့ဓာတ်ခြေမွခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေဖြစ်မလဲဟုတ်ပြီအဲ့တော့ဓာတ်ခြေမွခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့မိုးရေပြီးရင်အောက်ဆီဂျင်ကာဗွန်ဒိုင်အောက်ဆိုက်ရေစားငင်ရေတို့ပဲဖြစ်တယ်ကဲဒါဆိုရင်ပုံလေးကိုကြည့်ပါဦးဟုတ်ပြီနော်အဲ့တော့လုပ်ငန်းနှစ်အဲ့တော့ဒီချက်တို့လုပ်ငန်းနှစ်ကိုသွားမယ်အဲ့တော့လုပ်ငန်းနှစ်ကြောက်တုံးကြောက်ခဲများကိုတွင်းထွက်ဒွဲ့ပေါင်းများစွာနဲ့ ပါဝင်ဖွဲ့စည်းထားပါဗျ။အဲ့တော့အချို့ဒရပ်ပေါင်းတွေကတော့ဒီချေတို့အက်ဆစ်နဲ့ဓာတ်ပြူပြီးတော့မှဂုံသက်တီးရောင်းသွားတယ်။အဲ့တော့မိုးရေမှာဆိုလို့ရှိရင်အလွန်ပြော့တဲ့အက်ဆစ်တက်ပါတဲ့အတွက်ကြောင့်သူကကြောက်သားဓူကိုကြေမွှပျက်စီးစေပါတယ်။အဲ့တော့ပုံလေးကိုကြည့်ပါဦး။အဲ့တော့ပုံလေးကတော့ဒီချေတို့ထုံးချောက်ကူပဲဖြစ်တယ်နော်။ကဲအဲ့တော့အဲ့ဒီပုံလေးကိုကြည့်ပြီးတော့မှဒီချေတို့ကအောက်ပါမိကုံမြောက်ကိုအုပ်စုလိုက်ဆွေးနွေးဖြစ်ဆိုပါ။ကဲအဲ့တော့ စာမျက်နှာเนาะចောင်းသုံးសាអ៊ំមកဆိုလို့ရှင်စာမျက်နှာ85မှာရှိတယ်ပုံခွန်1 3ဟာတကယ်တော့ထုံးချောက်ကိုမြည်တို့ဖြစ်ပေါ်လာတယ်နိတဲ့ကဲအဲ့တော့ပုံလေးကိုကြည့်ပြီးတအားသမျိုးစဉ်းစားကြည့်ဖြည့်စုကြည့်ပါအောင်ထုံးချောက်ကိုဘယ်လိုဖြစ်လာလဲဟုတ်ပြီကဲဒါဆိုရင်ဒီချင်တဲ့တူအဖြေလေးပြောကြရအောင်အဲ့တော့ကြောက်တုံးကြောက်ခဲတွေကတကယ်တော့ twin thread ဓာတ်ပေါင်းများစွာနဲ့ပါဝင်ဖွဲ့စည်းထားပါတယ်အဲ့တော့အချို့ဓာတ်ပေါင်းတွေကတော့တကယ်တော့ acid နဲ့ဓာတ်ပြူပြီးတော့မှဂုံသတ္တိပြောင်းသွားတယ်အဲ့တော့ မိုးရေမှာပါဖြစ်လေအလွန်ပြော့တဲ့အက်ဆစ်ဓာတ်ပါတဲ့အတွက်ကြောင့်ကြောက်သားတို့ကိုတချို့လိုကြေမွပျက်စီးစေတယ်အဲ့လိုကနေမှတချို့ကထုံးချောက်ကိုဆိုပြီးတော့ဖြစ်လာတာပေါ့နော်ကဲပြီးရင်ဒီချက်နဲ့တူတူလုပ်ငန်းသုံးလေးကိုစပြီးတော့လေ့လာကြည့်အောင်ကဲအဲ့တော့လုပ်ငန်းသုံးအဲ့တော့ကြောက်တုံးကြောက်ဆောင်များရဲ့ကြောက်သားတို့တွင်ပါဝင်သောတွင်းထွက်တပေါင်းအချို့ဟာဆိုလို့ရှိရင်လေလူထဲမှာရှိတဲ့အောက်ဆီဂျင်နဲ့ရေကိုရေငွေးတို့ရဲ့ဓာတ်ပြုတ်မှုကြောင့်တွင်းထွက်တပေါင်းအစ်စ်တွေဖြစ်ပေါ်လာပါတယ်အဲ့တော့ထို့ဖြစ်စဉ်ကြောင့် ကြောက်သားတို့ဟာအပေါ်ယံလွှာဓာတ်ပြောင်းမှုဖြစ်ပေါ်ပြီးတော့မှကြေမွဖြစ်စည်းခြင်းကိုသူကဖြစ်စေပါတယ်။ကဲဒါဆိုရင်ဒီချေတို့တွေကမေကွန်လေးကိုဖြစ်ဆိုကြည့်အောင်အဲ့တော့မေကွန်လေးကိုဒီချေတို့အုပ်စုလိုက်ဆွေးနွေးပြီးတော့ဖြစ်ဆိုမယ်နော်။ကဲအဲ့တော့တန်ကိုအချိန်ကြာမြင့်စွာအပြေမှာထားပါကမြည်တို့ဖြစ်သွားသည်နိတဲ့။ထို့သို့ဖြစ်ရခြင်းမှာအဖဲကြောင့်နိတဲ့။ကဲဒါဆိုရင်ဒီချေတို့တွေစဉ်းစားကြည့်အောင် ဟုတ်ပြီနော်အဲ့တော့တချေတို့တွေကဘာဖြစ်လဲတန်ကိုတချေတို့တွေကအပြင်မှာထားလို့ရှိရင်ထိတွေ့ဓာတ်ပြူပြီးတော့အချိန်ကြာမြင့်လို့ရှိရင်နော်တန်ကြီးတက်ကအယောင်ပြောင်းလဲသွားပါတယ်ခဲနောက်ထပ်မိန်းကုံးလေးတစ်ခုအဲ့တော့ကြောက်သားတို့အပေါ်ရံလွာဓာတ်ပြောင်းလဲခြင်းဖြစ်ပေါ်ဒီမှာအဖေးချောင်းနေတဲ့အဲ့တော့ဒီလိုကြောက်သားတို့တွေဘာလို့မျိုးဖြစ်သွားသလဲခဲစဉ်းစားကြည့်အောင်အဲ့တော့တချေတို့ထုံနေတူစွာပဲအဲ့တော့ ကြောက်တုံးကြောက်ဆောင်တွေရဲ့ကြောက်သားဓုမှာပါဝင်တဲ့တချို့တွင်းထွက်ဓာတ်ပေါင်းနေရဆိုလို့ရှိရင်အချို့ဟာလေထဲမှာရှိတယ်เนาะတချို့လေထဲမှာရှိတဲ့အောက်ဆီဂျင်နဲ့ရေကိုးရေငွေးတို့ရဲ့တချို့ဓာတ်ပြူမှုကြောင့်တွင်းထွက်သစ်တွေဖြစ်ပေါ်လာပါတယ်အဲ့တော့ထိုပစ္စင်ကြောင့်ကြောက်သားဓုအပေါ်ရန်လောအယောင်ပြောင်းလဲသွားနိုင်ပြီးတော့ကြေမွပျက်စီးခြင်းကိုဖြစ်ပေါ်စေပါတယ်ကွယ်ကဲဒါဆိုရင်ဒီချေတော့လုပ်ငန်းလေးလေးကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့လုပ်ငန်းလေးရေချောက် ကြောက်သားဒုကြေမွားပျက်စီးခြင်းဟာဆိုရင်ရုတ်ချေမွားခြင်းအပြင်ဓာတ်ချေမွားခြင်းကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်။ကဲအဲ့တော့ဒီချေတို့ကရေဟာဆိုလို့ရှိရင်ဓာတ်ချေမွားရမှာအလွန်အရေးကြီးပါတယ်။အဲ့တော့ twin thread drop down တွေမှာဆိုလို့ရှိရင်ရေနဲ့ဓာတ်ဖြူပေါင်းဆက်ပြီးတော့မှရေပေါင်း twin thread အသစ်များဆိုတဲ့ hydrated new mini ray ဆိုပြီးတော့မှဒီချေတို့ကဖြစ်ပေါ်နိုင်ပါတယ်။ကဲဒီပုံလေးကိုကြည့်ပါအဲ့တော့ပုံခွန်နှစ်လေးကတော့တကယ်တော့မြေဆွေးတွင်းထွက်ဖြစ်ပေါ်နေတဲ့တကယ်တော့မြေဆွေးလာပုံလေးပဲဖြစ်ပါတယ် ဒါဆိုရင်တချေတို့ကအောက်ပါမေးခွန်းလေးတွေကိုအုပ်စုလိုက်ဆွေးနွေးဖြေဆိုကြည့်ရအောင်။ကဲအဲ့တော့အကြောင်းသုံးဖတ်စာအုပ်မှာပါတယ်။ဇာမျက်နှာ86ကပုံခွန်းနှစ်လေးကိုသာသမီးတို့ကြည့်ပါ။အဲ့ဒီမှာဆိုလို့ရှိရင်တော့တချေတို့အဲ့ဒီပုံခွန်းနှစ်လေးမှာဆိုလို့ရှိရင်တော့တချေတို့ကမြေဆူလာကိုမြေတို့တွေ့ရသနည်းတဲ့။ထို့တို့ဖြစ်နေခြင်းမှာအဘဲကြောင့်နည်း။အဲ့တော့မြေဆူလာကိုဘယ်လိုတွေ့ရလဲ။ဟုတ်တာပေါ့။မြေဆူလာကိုတချေတို့ကမြေဆွေးတွဲတွဲအနေနဲ့တွေ့နေရတယ်နော်။ထို့တို့ဖြစ်ရတာဘာကြောင့်လဲ။အဲ့တော့တချေတို့ကဘာကြောင့်လို့ထင်ပါလဲ။ကဲဒါဆိုရင်ဒီချေနဲ့အတူတူပြောကြည့်ရအောင်။အဲ့တော့ ရေချောက်ကြောက်သားတူကြေမွားပျက်စီးခြင်းအားဆိုရင်ရုတ်ချေမွားခြင်းအပြင်ဓာတ်ချေမွားခြင်းကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်အဲ့တော့ရေဟာဆိုလို့ရှိရင်ဓာတ်ချေမွားရမှာအလွန်အရေးကြီးတယ်သူကတွဲထွက်အတွက်ပေါင်းနေမှာဆိုလို့ရှိရင်ရေနဲ့ဓာတ်ပြူပေါင်းဆက်ပြီးတော့မှ ရေပေါင်းတွဲထွက်အသစ်များဆိုပြီးတော့မှဒီချေလို့ဖြစ်ပေါ်နိုင်ပါတယ်ကွယ်။ကဲဒါဆိုရင်ဒီချေနဲ့တူတူလုပ်ငန်းကားလေးကိုဆက်ပြီးကြည့်ရအောင်နော်။ အဲ့တော့လုပ်ငန်းကားလေးမှာဆိုရင်ပုံလေးကိုကြည့်ပါအဲ့တော့ပုံလေးမှာတော့ခွန်နှင်ငါပေါ့နော်ခွန်နှင်ငါစားငံရေဝင်နေတဲ့ကြောက်ဆောင်လေးတွေပုံပေါ့နော်ရေပြပေးထားတယ်အဲ့တော့ပင်လေရေမှာဆိုလို့ရှိရင်စားအမျိုးမျိုးပျော်ဝင်နေပြီးတော့မှရင်းစားငံရေတွေဟာဆိုလို့ရှိရင်ကန်းကြီးဒေသမှာရှိတဲ့ကြောက်အကွဲကြောင်းများအတွင်မှာသူတို့ကဘာဖြစ်လဲဝင်ရောက်ခိုအောင်လေးရှိတယ်ထိုစားငံရေတွေဟာဆိုလို့ရှိရင်နေအပူချိန်ကြောင့်အငွေ့ပြန်ပြီးရဲ့နောက်မှာစားပွင့်များစုပုံလာရမှာကျေပြတ်လာပြီးတော့ ကြောက်သားသူကိုဒီချေတို့ကရုတ်ချေမွခြင်းအပြင်ဓာတ်ချေမွခြင်းကိုပါဖြစ်စေပြီးတော့အကွဲချေမွစေပါတယ်ကွယ်။ကဲဒါဆိုရင်ဒီချေတို့မေကုံးလေးတွေကို offline ဆွေးနွေးဖြစ်ဆိုကြည့်ရအောင်။အဲ့တော့ပင်လယ်ရေတွေကအငွေ့ပြန်ပြီးရတဲ့နောက်မှာမြည်တီတို့ကြံရှိတယ်နေ။အဲ့တော့ဒီချေတို့ပင်လယ်ရေတွေအငွေ့ပြန်လို့ရှင်ဘာလို့ကြံမဲ့တယ်လဲ။ဟုတ်တာပေါ့ဒီချေတို့စားပွင့်ကလေးတွေကြံခဲ့မယ်နော်။ တကယ်တော့ကျောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာ86မှာပုံခွန်နဲ့ငါမှာဆိုရင်တကယ်ပြထားတဲ့ပုံလေးမှာဆိုရင်ပင်လေကန်းကျေဒေသရှိကြောက်ဆောင်နေမှာဆိုလို့ရှိရင်တဲ့မြည်တို့ဖြစ်နေတဲ့နီးထိုတို့ဖြစ်ရခြင်းမှာအဘဲချောင်းနေတဲ့ကဲတော့ဒီမျိုးစဉ်းစားကြည့်ပါဦး ဟုတ်ပြီဒါဆိုရင်ဒီချိန်နဲ့တူတူဖြည့်ကြည့်ရအောင်နော်အဲ့တော့ပင်လေရေမှာဆိုလို့ရှိရင်စားအမျိုးမျိုးပျော်ဝင်နေပြီးတော့မှရင်းစားငံရေတွေမှာဆိုလို့ရှိရင်ပင်လေကန်းကြီးဒေသမှာရှိတဲ့ကြောက်အကွဲချောင်းများအတွင်းတို့ဒီချိန်တော့ဘာဖြစ်လဲဝင်ရောက်ခိုအောင်နေလေးရှိတယ်ထိုစားငံရေတွေဟာဆိုလို့ရှိရင်ဒီနေအပူချိန်ကြောက်အငွေ့ပြန်ပြီးရဲ့နောက်မှာ စားပွင့်လေးတွေဟာစုပုံလာရမှကျဲပြတ်လာပြီးတော့ကြောက်သားတို့ကိုရုတ်ချေမွခြင်းအပြင်ဓာတ်ချေမွခြင်းကိုပါဖြစ်စေပြီးတော့အကွဲကျွေမစေပါတယ်ကွယ် ကဲဒါဆိုရင်ဒီချိန်တို့အဓိကချက်ကလေးကိုသွားကြရအောင်အဓိကအချက်များအဲ့တော့ဓာတ်ချေမွှားခြင်းမှာဆိုရင်လေထဲမှာရှိတဲ့အောက်ဆီဂျင်ကာဗွန်ဒိုင်အောက်ဆိုက်ရေမိုးရေနဲ့စားငင်ရေတို့ကကြောင်များနဲ့ထိတွေ့ဓာတ်ပြူပြီးတော့ကြောင်များကိုကျေပြတ်သွားစေသေးတာမကဒီချိန်တို့တွဲထွက်အသစ်တွေလည်းဖြစ်ပေါ်နိုင်ပါတယ်ကွယ် ယ်ဒါဆိုရင်ဒီချက်တော့နောက်ထပ်ခေါင်းစဉ်ခွဲလေးဖြစ်တယ်တယ်ယူပို့ဆောင်ခြင်းကိုပါကြရအောင်အဲ့တော့တယ်ယူပို့ဆောင်ခြင်းအဲ့တော့စီးစင်းရေနဲ့တိုက်ခတ်လေတို့ဟာဆိုရင်ကြောက်စာကြောက်နာများတဲမုံနဲ့မြေမုံတို့ကိုနီးလန်းအမျိုးမျိုးနဲ့သူတို့ကတဲယူပို့ဆောင်တယ်။ကဲဒါဆိုရင်ဒီကျတော့လုပ်ငန်းတစ်ကလေးကိုကြည့်ရအောင်။အဲ့တော့လုပ်ငန်းတစ်ကက်ပုံလေးကိုကြည့်ပါ။ကဲဒါကတော့တားသမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာဆိုရင်စာမျက်နှာ89မှာရှိရနော်။ကဲကြည့်ပေးပါ။အဲ့တော့ဒီကျတော့ကြည့်မယ်ဆိုရင်မေးခွန်းလေးတွေကိုဒီကျတော့အုပ်စုလိုက်ဆွေးနွေးဖြစ်ဆိုမယ်။ ကဲအဲ့တော့ဒီချေတို့လေမင်းကုန်းလေးဖြည့်ကြည့်ရအောင်အဲ့တော့ပုံခွန်နှိမ့်ချက်မှာဆိုရင်ပင်လေကန်းချိန်၌မြည်သည့်အရာများကိုတွေ့ရသည်။ထို့သို့တွေ့ရခြင်းမှာအဖေးချောင်းလေအဲ့တော့တောက်သမီးကိုကြည့်ပါဦးတောက်သမီးတို့ပင်လေကန်းချိန်ရဖူးလိမ့်မယ်။အဲ့မှာဘာတွေတွေ့ရလဲ။ဟုတ်တာဗောခယူလေးတွေဘာတွေဖြစ်သေးလဲနောက်ထပ်အပင်နေရှိတယ်ဟုတ်တယ်နောက်ထပ်ကောဟမ်ငါးလေးတွေရှိအောင်မယ်ဟုတ်တယ်နော်ပြီးဒီပင်လေရင်းနေတဲ့ဝါလေးတွေတွေ့ရမယ်။အမိုက်တွေရောအမ်းအမိုက်တွေလည်းရှိရပါဗော။ဒါတွေအကုန်လုံးကိုတွေ့ရမယ်။ ဟုတ်ပြီသဲတွေရောအမ်သဲလည်းတွေ့ရတယ်။ကဲဒါဆိုရင်ဒါတောက်သမီးတို့တွေ့ရှိကြလေကိုမဆူဆောင်ထမရေးထားပြီ။ဟုတ်ပြီနော်။ကဲဒါဆိုရင်တီချဲတို့အဲ့လိုတွေ့ရတာကဘာကြောင့်လဲတဲ့။ကဲအဲ့တော့ဘာလို့တွေ့ရတာလဲ။သဲတွေတွေ့ရမယ်တီချဲတို့ဘာဖြစ်လဲခရုခုံလေးတွေတွေ့ရမယ်အမိုက်တွေတွေ့ရမယ်။ ဒါတွေကဘာလို့တွေ့ရတာလဲကဲဒါဆိုရင်ဒီချိန်ကပြပြပေးမယ်เนาะအဲ့တော့တဲယူပို့ဆောင်ခြင်းဆိုရဲခေါင်းစဉ်လေးမှာဆိုလို့ရှိရင်เนาะတဲယူပို့ဆောင်ခြင်းမှာမှာဒီချိန်တော့စီးဆင်းရင်နဲ့တိုက်ခတ်လေးဆိုပြီးတော့ရှိတယ်အဲ့တော့စီးဆင်းရင်မှာကြတော့ဘာလီလိုမျိုးတဲဆောင်ကြရတယ်လဲဟုတ်ပြီလှိမ့်လဲတဲဆောင်မယ်ပြီးမျိုးဝင်ပြီးတော့တဲဆောင်မယ်နောက်တစ်ခုကပျော်ဝင်ပြီးတော့တဲဆောင်မယ်တိုက်ခတ်လေးမှာဟောဟုတ်ပြီတိုက်ခတ်လေးမှာကြတော့ဒီချိန်တော့ခုံပေါက်ရွေလျားပြီးတော့တဲဆောင်မယ် ပြီးလေမှာတွဲခိုစေလက်ခိုတွဲစေလေးရဲ့သိဆောင်မယ်ပြောပြမယ်နော်ဟုတ်တိုက်ခတ်လေးမှာဆိုရင်ဘလို့သိဆောင်မလဲဟုတ်တယ်တိုက်ခတ်လေးမှာတော့တချေတို့ကခုံပေါက်ရွေလျားကသိဆောင်မယ်ပြီးသွားလို့ရှိရင်လေတွင်ခိုတွဲစေလေးရဲ့သိဆောင်မယ်ကဲဒါဆိုရင်ဒီကျတော့လုပ်ငန်းနှစ်ကလေးကိုသွားရအောင်အဲလုပ်ငန်းနှစ်စီးစင်းရည်သည် အနေမြကို နီး၃နီးနဲ့တည်ယူပို့ဆောင်ပါတယ်အဲ့တော့ပုံခွန်နှစ်ခွန် ကြည့်မယ်အဲ့တော့ပုံခွန်နှစ်ကတော့တာဝန်သမီးတွေရဲ့ចောင်းသုံးဖတ်စာပဲစာမျက်နှာ89မှာပဲရှိရနော်အဲ့အားလေးကိုကြည့်ပြီးတော့ဒီခြေတို့ကမိကုန်းလေးတွေကိုအုပ်စုလိုက်ဆွေးနွေးဖြစ်ဆိုကြည့်ရအောင်ကဲအနေများကိုစီးစင်းရေကမြည်တို့တဲယူပို့ဆောင်ပေးနိုင်တယ်နိအဲ့တော့ဒီခြေတို့စီးစင်းရေလေးတွေကအနေကိုဘယ်လိုမျိုးတဲယူပို့ဆောင်မလဲဟုတ်တာဗောဒီခြေတို့ကမျိုးဝင်ပြီးတော့တဲဆောင်မယ်ဒါပြီးတော့လှိမ့်လဲပြီးတော့တဲဆောင်မယ်မျိုးဝင်ပြီးတော့တဲဆောင်တာကတော့ပုံများမယ်နော်ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်မိကုန်းလေးတစ်ခုဆက်သွားရအောင် စီစင်းရည်သည်ကြောက်တုံးကြောက်ခဲများနဲ့သဲလုံးများကိုမြည်ခဲ့သို့တဲယူပို့ဆောင်ပေးတယ်။အော်ဒီလိုကြောက်တုံးကြောက်ခဲတွေရှိတယ်ကွာသဲလုံးတွေရှိတယ်။ तू ကဘလို့တဲဆောင်မလဲ။ဟုတ်တာပေါ့လှိမ့်လဲတဲဆောင်မယ်။ကဲနောက်ထပ်မိန်းကလေးတစ်ခုစီစင်းရည်သည်သဲမုံနဲ့မြေမုံများကိုမြည်ခဲ့သို့တဲယူပို့ဆောင်ပေးတယ်။အဲ့တော့သဲမုံလေးတွေမြေမုံလေးတွေဘလို့တဲယူပို့ဆောင်ပေးမလဲ။ဟုတ်တယ်ဒီချက်တို့ဘာဖြစ်လဲမျိုးဝင်ပြီးတော့မှတဲဆောင်ပေးတယ်။ကဲနောက်ထပ်မိန်းကလေးတစ်ခုဆက်သွားရအောင်။ စီစင်းရည်သည်ကြောက်ချေမွအစာများအနေထွက်လာတဲ့ဒွက်စင်တွေဒွက်ပေါင်းတွေကိုမြေကဲ့သို့တည်ယူပို့ဆောင်ပေးတဲ့နည်းကဲဘလို့တည်ယူပို့ဆောင်ပေးမလဲဟုတ်တယ်တချို့ပျော်ဝင်ပြီးတော့မှတည်ဆောင်ပေးပါမယ်အဲ့တော့စာမျက်နှာ89မှာရှိတယ်เนาะတောက်သမီးတို့ရဲ့ចောင်း3ဖတ်စာအုပ်စာမျက်နှာ89မှာရှိတယ်ပုံခွန်နှစ်ခွန်လေးကိုကြည့်လိုက်ပါအဲ့ဒါကတော့အဲ့ဒီပုံလေးအတိုင်းပဲเนาะတချို့တွေဘာဖြစ်လဲသူ့ရဲ့တည်ယူပို့ဆောင်ခြင်းလေးอ่ะ3မိနစ်နဲ့သူတည်ယူပို့ဆောင်ပေးရယ်เนาะ โอเคအဲ့တော့ចောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာ89မှာရှိတဲ့ပုံခွန်ရဲ့နှစ်ခွန်ရဲ့ပုံလေးကတော့စီးစင်းရေရဲ့တဲယူပို့ဆောင်ခြင်းပုံလေးပဲဖြစ်တယ်เนาะလုခမေးရဲ့စာသမေးကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့ကြည့်အောင်အဲ့တော့လုပ်ငန်းသုံးလေးဟာအနေများကို နီးနှီးနီးနဲ့တဲယူပို့ဆောင်ပေးတယ်အဲ့တော့ဒီချေတို့ကမိန်းကလေးတွေကိုအုပ်စုလိုက်ဆွေးနွေးဖြစ်ဆိုကြည့်အောင် ကဲအဲ့တော့ဒီကျေတို့သဲလုံးများကိုတဲ့တိုက်ခတ်လေကမြေတို့သဲယူပို့ဆောင်တယ်အဲ့တော့သဲလုံးတွေကိုဒီကျေတို့တိုက်ခတ်လေကဘယ်လိုသဲယူပို့ဆောင်မလဲဟုတ်တာဗောဒီကျေတို့ကသဲလုံးလေးတွေကနေပြီးတော့မှဒီကျေတို့ကဘယ်လိုသဲယူပို့ဆောင်မေးမလဲဆိုရင်ခုံပေါက်ရွေးလျားကသူကသဲဆောင်မေးမယ်ကဲဟုတ်ပြီနောက်တစ်ခုနောက်ထပ်မေးခွန်းလေးတစ်ခုဆက်သွားရအောင်သဲမုံနဲ့เนาะတချို့လို့မြေမုံတွေကိုတိုက်ခတ်လေကမြေတို့အသေးယူပို့ဆောင်ပေးတဲ့နေတယ်အဲ့တော့သဲမုံလေးတွေမြေမုံလေးတွေကြတော့သူကဘလို့အသေးယူပို့ဆောင်ပေးမလဲဟုတ်တယ်သူကဘာဖြစ်လဲ လေမှာခြေတို့ဘာဖြစ်လဲခိုတွဲစေလျက်ဟုတ်ပြီနော်သူကဒေယူပို့ဆောင်ပေးပါတယ်ကဲဒါဆိုရင်ဒီခြေတို့အဓိကချက်ကလေးကိုသွားရအောင်အဲ့တော့အဓိကချက်များအဲ့တော့စီးစင်းရည်နဲ့တိုက်ခတ်လေတို့ဟာကြောက်စောက်ကြောက်မများကိုပဲမုံနဲ့မြေမုံတို့ကိုဒေယူပို့ဆောင်ပေးတယ်အဲ့တော့စီးစင်းရည်ဟာဆိုလို့ရှိရင်အနေများကိုလှိမ့်လဲမျောဝင်ပျော်ဝင်ဟူသောနီးသုံးနီးနဲ့သူဟာဒေယူပို့ဆောင်ပေးပါတယ်တိုက်ခတ်လေကတော့ လေလန်းချောင်းအတိုင်းသဲလိုများကိုအဆင့်ဆင့်ခုံပေါက်စေကသဲဆောင်ပြီးတော့မှသဲမုံနဲ့မြေမုံလေးတွေကိုတော့လေမှာခိုတွဲစေလျက်သဲဆောင်ခြင်းဟူသောနီးနှစ်နီးနဲ့သူကသဲယူပို့ဆောင်ပေးပါတယ်ကွယ်ကဲဒါဆိုရင်ဒီချေတို့ကကဘာမျက်နှာပြင်ပြောင်းလဲရတော့အကြောင်းရင်းများတွေကသင်ခန်းစာကိုဒီချေတို့ပြန်လည်သုံးသပ်ကြရအောင်နော်အဲ့တော့ကဘာမျက်နှာပြင်ပြောင်းလဲရတဲ့အကြောင်းရင်းမှာဆိုလို့ရှိရင်တော့ဒီချေတို့မြေတွင်မြေပြင်ဖြစ်စဉ်ရှိတယ်။ကြောက်ချေမွာခြင်းဆိုတဲ့ရုပ်ထက်ရှိမယ်။တိုက်စားခြင်းရှိမယ်။ တည်ယူပို့ဆောင်ခြင်းရှိမယ်အဲ့ဒီမှာမှမြေတွင်မြေပြင်ဖြစ်စင်မှာဆိုလို့ရှိရင်တော့ရေလေမိုးရေခဲဒီေလှိုင်းအပူစွမ်းအင်ဖိအားတွန်းအားတွေပါမယ်ကြောက်ချေမွားခြင်းမှာဆိုရင်ရုပ်နဲ့တက်မှာဆိုရင်ဘာတွေပါလဲဆိုလို့ရှိရင်ရုပ်ဆိုလို့ရှိရင်တော့တချို့တော့ရေခဲခဲခြင်းပေါ့နော်ရေခဲခြင်းအပူချိန်ပြောင်းလဲခြင်းပြီးရင်လေတိုက်စားခြင်းအပင်တရဝလူသားတွေဓာတ်ချေမွားခြင်းမှာဆိုတော့ဓာတ်မှာဆိုရင်တော့တချို့တော့အောက်ဆီဂျင် ာဗွန်ဒါအောက်ဆိုက်နဲ့ရေပါမယ်။ကဲနောက်တစ်ခုကတိုက်စားခြင်း။ကဲတိုက်စားခြင်းမှာဆိုရင်တော့ဒီချေတို့ကမြေဆွဲအားတွေရှိမယ်။ရေရေခဲနဲ့တိုက်ခတ်လေလိုပဲဖြစ်တယ်။တဲယူပို့ဆောင်ခြင်းမှာဆိုရင်ရောတဲယူပို့ဆောင်ခြင်းမှာဆိုရင်တော့ဒီချေတို့စီးစင်းရေနဲ့တိုက်ခတ်လေလိုပဲဖြစ်ပါတယ်။ကဲအခုဒီချဲပြောလိုက်တဲ့သင်ခန်းစာလေးကတော့ဒီချဲတို့အခန်း9 ကမ္ဘာယူကသင်ခန်းစာ၃ကမ္ဘာမျက်နှာပြင်ပြောင်းလဲရသောအကြောင်းရင်းများနဲ့ပြန်လည်သုံးသပ်ခြင်းလေးကိုဒီချေကရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။အဲ့တော့တအားသမီးတို့နားလည်လိမ့်မယ်လို့ဒီချေထင်ပါတယ်။ဒီချေနဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။